တို့ရချမစင်များအားလုံးမင်္ဂလာပါရှင့်ဘလက်ဖြစ်ဆက်လေးရမလား25ပေါ့နော်မနက်ခင်းမနက်ခင်းနဲ့ညနေခင်းအတွက်ပေါ့နော်ပြန်ရှာပေးတယ်မနက်ညနေပြန်ရှာပေးတယ်နော်မနက်ညနေ ရှာတော်မူလေးတွေကမှန်တယ်လို့ပါနော်မနက်တာမမညတခေါက်ပါဆင်းတဲ့။နောက်ပြီးတော့ဒီကဘတ်အတွက်ပေါ့နော်။ပတ်သီးပေးထားတယ်3နဲ့3ညနဲ့ပေါ့နော်။ရေ63ဆိုရကြမလို့ပတ်သီးတွေကတော့63ဆင်းသွားနော်။ဒါဆိုရင်အခုထိတ်ကိုအရင်ဆုံးလိုက်ကြည့်ပေးပါနော်။နှစ်ရှင်းနှစ်ပေါ့နော်။ sorry ပါနော်။အဲ့ဒါဒီအရာလေးကမထင်ပေါ်ပဲနေတာ။လဲအောင်မယ်နော်။ အဲဆိုရင်နှစ်ရှစ်နှစ်ဆိုတော့နှစ်ရှစ်ပေါင်းခြင်း၃ည၃ညနဲ့နှစ်နဲ့ပေါင်းတော့ပေါင်းခြင်းကနှစ်ပေါ့နော်နှစ်ဆိုတဲ့အကြောင်းမလို့နှစ်ခွန်၄ပေါ့နော်ထိစီပါပြီးတော့ဒါဆိုရင်ထွက်ကနားလေးကိုကြည့်ကြည့်အောင်နော်ဒီမှာနှစ်ခွန်နှစ်ထိဆိုတဲ့အတွက်ကြောင့်ဒီမှာနှစ်ခွန်၄ထိမှာနှစ်ဆိုပြီးတော့ထိစီတစ်လုံးစဉ်းတာနော်ဒါဆိုရင်နောက်ထပ်ပြင်ဆက်သွားရအောင်ဒီမှာ4 4 6နော် 9ရက်9ရက်ပေါင်းတော့ရှစ်ရှစ်6ပေါင်းတော့4ပါဝါ9နက္ခတ်နဲ့4 9နဲ့ပေါ့နော်ဒိတ်စီတောင်းတော့မှာညနေခင်းကြတော့9ရက်9ဒိတ်စီဆိုတဲ့အကြောင်းမလို့လေ9နဲ့မှာဒီမှာ9ဒိတ်စီဆင်းတာနော်ဒါဆိုလို့ရှင်ဆက်သွားမယ်ဒီမှာ6 4 6တပောင်းတော့ခွန်ခွန်၄ပောင်းတော့တပါဝါ6နက္ခတ်ရှစ်တ6ရှစ်ဒိတ်စီ၃လုံးရတယ်ပေါ့နော် ။ဒါဆိုရင်အခု grade လေးကိုတွားရအောင်။ grade ကကျတော့ဒီမှာ36 36နှလုံးပေါင်းတော့ပေါင်းခြင်း9ပါဝါလေးနက်ခ6 9လေး6ပရိပေါ့နော်ဒါဆိုရင်ထွက်ကဏ္ဍကဒီမှာနှစ်ခွန်နှစ်ခွန်နှလုံးပေါင်းတော့ပေါင်းခြင်း9 9ပရိထွက်တာလေ9လေး6ပါဒီမှာ9ပရိဆိုပြီးတော့ စဉ်းစားတယ်ဟုတ်ပြီနော်ဒါဆိုရင်ဆက်သွားမယ်ဒီမှာ9ခွန်9ခွန်နှလုံးပေါင်းတော့ပေါင်းခြင်းနဲ့ပါဝါခွန်နဲ့ကလေးနဲ့ခွန်လေးပဲပေါ့နော်ဒါဆိုလို့ရှိရင်ဆက်သွားပါမယ်9 8 9 8ရဲ့နှလုံးပေါင်းတော့ပေါင်းခြင်းခွန်ခွန်နဲ့ပဲပါနော်နဲ့ခွန်လေးမှဒီမှာခွန်နဲ့ပဲဆိုပြီးတော့စဉ်းစားပါလေဒါဆိုရင်ဆက်သွားမယ်ဒီမှာ39 39နှလုံးပေါင်းတော့ပေါင်းခြင်းနဲ့ပါဝါခွန်နဲ့ကလေးနဲ့ခွန်လေးပဲဆိုပြီးတော့ရထားတယ်နော် ဒါဆိုလို့ရှိရင်တထိတ်6ထိတ်7ထိတ်ပေါ့နော်တ6ရှစ်ပါဟုတ်ပြီနော်နှစ်ခုလေးနှစ်ပြိဆိုတကြမလို့တထိတ်6 6ရှင်းလေးပေါ့နော်ဒါဆိုရင်ဒီပရိပါ comparing ဆိုတော့6 6 8 9ပေါ့နော် comparing လေးပါ labor ဆိုတော့ကြာမလို့13 6 8 6ပေါ့နော် ေးပါရပါเนาะမွေရဩကွက်ကဆိုလို့ရှိရင်တစ်ထိပ်ကိုနှစ်ပရိတ်နဲ့ဆိုတော့တစ်တည်းရ6ထိပ်ကိုခုနှစ်ပရိတ်နဲ့ဆိုတော့6တည်းရပေါ့เนาะဒီနောက်ကွက်ကတော့မွေရဩကွက်နဲ့ထလာပါတယ်เนาะဒါညီမဆရာတွေကတပတ်ချင်းဖြစ်ပါတယ်ကိုလိုမတော့ကြိုက်တယ်မချင်တဲ့တမဲဆိုလိုက်ပြီးတော့ခစားကြပါเนาะအားလုံးပဲမဖြစ်မှာကံကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်